တခြားနှက်အောင်နေပြီးသွားပြီဆိုရင်တော့ကြက်သားဟင်းကြီးဆန်းလိုက်ပါမယ်။အားလုံးပဲမင်္ဂလာပါ။ Floor Vine ကျောင်းဝါ Channel နဲ့ချုပ်ဆိုလိုက်ပါရစေ။ဒီနေ့တော့အိမ်မှာပန်းနီခေါက်ဆဲကြော်စားဖြစ်တာမို့လို့ပန်းနီခေါက်ဆဲကြိုက်တဲ့သူတွေအတွက်ဂျော်နီလေးကိုပြန်လေးမျှဝေပေးလိုက်ပါရစေ။ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ကြပါအောင်ခင်ဗျာ။ပန်းနီခေါက်ဆွဲကြော်ဖို့အတွက်ကအရင်ဆုံးကြက်သားဟင်းချက်ပါမယ်ကြက်သားဟင်းချက်ဖို့အတွက်ပေါင်ရင်းထိပါတဲ့ကြက်ပေါင်နှစ်ပေါင်ကိုဒီလိုကြီးစီးလိုက်ပါမယ် ရေးစိတ်ပြီးတော့ရင်တော့အရာသာနေပါမယ်ဆန်နွေးမှုတ်ထည့်ပါမယ်ဟင်းရွက်မှုတ်ထည့်ပါမယ်စားထည့်ပါမယ်ပြီးတော့ရင်ကြက်သားတွေကိုအရာသာဝင်အောင်လို့တေချာလေးနေပေးလိုက်ပါမယ်အရာသာနေထားပြီးတော့ရင်တော့စီတက်ဖို့အတွက်လိုရာကြီးပြင်ဆင်ပါမယ်ကြက်သွန်အဖြူရဲ့အနီရဲကိုအခွန်ခွာပြီးတော့ရေးစိတ်လိုက်ပါမယ်ကြက်သွန်အဖြူကဦးကြီးတူအသုံးပြုပါမယ်ကျက်သွန်အနီကိုကြတော့စီတက်ဖို့အတွက်က3လုံးခောက်ဆွဲနဲ့ရောကြောပွား1လုံးအချင်းလုံးဖို့အတွက်က2လုံးအသုံးပြုပါမယ် မျိုးသီးစီတက်ဖို့အတွက်ကြက်သွန်လေးကိုခက်ချမ်းချမ်းလှိထားလိုက်ပါမယ်ပြီးသွားရင်ကျိတ်ဆက်သေးဦးထည့်ပြီးတော့ကြက်သွန်အဖြူရဲ့မျိုးသီးမှုံရဲ့ကိုပါထည့်ပြီးတော့ကျိတ်ပါမယ်ဂျင်းကတော့အမှုံပဲရှိတဲ့အတွက်ဂျင်းမှုံပဲထည့်လိုက်ပါတယ်တကယ်လို့ကျိတ်ဖို့အဆင်ပြေဘူးဆိုရင်လည်းကြက်သွန်အဖြူအနီးမျိုးသီးမှုံရောပြီးထောင်းထားလိုက်ရပါတယ်ကျိတ်ပြီးသွားပြီဆိုရင်တော့ကြက်သားစီတက်ပါမယ်ဟိုးရဲကိုစီထည့်လိုက်ပြီးတော့အပူပေးလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ကြိတ်ထားတဲ့မြေုပ်သီးကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။ မြုပ်သီးစီတက်တုံးပါပဲမဆလာကိုပါတစ်ခါရထည့်ပြီးတော့စီတက်ပါမယ်စီတက်တာအခုလိုမျိုးမြုပ်သီးအနှစ်ကလေးကအယောင်ရင်ပြီးတော့ကြက်သွန်လေးလည်းကျွတ်လာပြီမဆလာနံလေးလည်းမှုေးလာပြီဆိုရင်တော့ရှားတာနေထားတဲ့ကြက်သားကိုထည့်လိုက်ပါမယ်ပြီးတော့ရင်ကြက်သားရဲ့မြုပ်သီးအနှစ်ရဲ့တေချာလေးလုံးပြီးတော့စီတက်ပေးပါမယ် တစ်ဖက်ကို3မိနစ်စီလောက်နဲ့ခံမန်း5မိနစ်6မိနစ်လောက်စီတက်ပြီးလို့ကြက်သားရဲ့အပေါ်ကြောလေးလည်းတင်းလာပြီဆိုရင်တော့ရေထည့်ပါမယ်။အရှည်ကတော့ခောက်ဆွဲကြော်ကြောတဲ့နေရာမှာတုံးမှာဖြစ်တဲ့အတွက်ရေများများထည့်ပါမယ်။ကြက်သားမြုပ်တဲ့အထိရေထည့်ပြီးသွားရင်တော့နှံ့သွားအောင်နှင်းငယ်မှွေလိုက်ပြီးအဖုံးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်။ကြက်သားတည်ထားလို့မှာပဲခောက်ဆွဲကြော်ဖို့နဲ့အချင်းအတွက်ကြက်သွန်ညို့ပါပါလှိထားလိုက်ပါမယ်။ကော်ဗီကိုလည်းခောက်ဆွဲကြော်ကြော်ဖို့အတွက်ကခက်ထူထူလှိထားလိုက်ပါမယ်။ အချင်းလုံးဖို့အတွက်ကတော့ခပ်ပါပါလေးပဲထည့်ထားလိုက်ပါမယ်ဒီတိုင်းတော့ copy တွေကိုတန့်သွားအောင်ရေနဲ့နှစ်ထပ်သုံးထပ်လောက်ဆေးပြီးလိုက်ပါမယ်ရေးစေးပြီးသွားလို့ချိန်ရမယ်ဆိုရင်တော့စားစော်တာလေးနဲ့နင်းငယ်စိန်ထားလိုက်ပါမယ် ခုကြက်သားကိုတည်ထားတာမိနစ်20လောက်ရှိသွားပြီဆိုတော့အဖုံးဖွင့်လိုက်ပြီးတော့အကြက်ညီအောင်လို့ကြက်သားကိုခိုးဘက်ဒီဘက်လှန်ပေးလိုက်ပါမယ်ပြီးသွားရင်အဖုံးပြန်အုပ်ပြီးတော့နူတဲ့အထိဆက်တည်ထားလိုက်ပါမယ်ကြက်သားကိုဆက်တည်ထားတော့မှာပဲမုံလောင်းတွေကိုအခွန်ချစ်ရေးဆေးပြီးတော့ပပလေးပြီးထားလိုက်ပါမယ်ချင်းနေထဲဖို့အတွက်ကတော့ခက်မြင်မြင်လေးရအောင်လို့မုံလောင်းတွေကိုဂျင်းနဲ့ချစ်ထားလိုက်ပါမယ် ခေါက်ဆွဲကြော်တွေထည့်ကြဖို့အတွက်လည်းခင်းကျင်သည့်တလုံးကိုရေးစေးတချမ်းချမ်းအစိထုတ်ပြီးတော့ပပလီလှီထားလိုက်ပါမယ်ကူကြက်သားတည်ထားတာမိနစ်40လောက်ရှိသွားပြီဆိုတော့နူးမနူးကိုတစ်ချက်ဆန်းကြည့်လိုက်ပါမယ်။ခရင်နဲ့ထိုးပြီးတော့ဆန်းလိုက်တဲ့အခါမှာအသားလေးဣပြီးတော့ဝင်သွားတာဖြစ်တဲ့အတွက်ကြက်သားတော့နူးပါပြီ။အဲဒါကြောင့်ကြက်သားဟင်းရည်တွေကိုထည့်ဖို့အတွက်ပဲကြက်မုတ်ထမင်းစားဆုံးနှစ်စွန်းစာလောက်ကိုရည်နဲ့ခက်ကျဲကျဲလေးဖြောလိုက်ပါမယ်။ ျောပြီးသွားရင်တော့ကြက်သားဟင်းဟိုရယ်ကိုလောင်းထည့်လိုက်ပါမယ်။ ြီးသွားရင်အကုန်လုံးနှံ့သွားမှွေလိုက်ပြီးတော့ဆူတဲ့အထိပြန်တည်ထားလိုက်ပါမယ်ပြန်ပြီးတော့ဆူလာပြီဆိုရင်တော့ပင်းဟင်းကိုအရသာအပေါ်ငံလေးချက်ပြီးကြီးလိုက်ပါမယ်လိုတဲ့အရသာပြင်းနဲ့မဆလာကိုပါတစ်ခါလေးထည့်ပေးလိုက်ပါမယ်မဆလာကတော့ကလားလေးမဆလာကိုတုံးပြပါရယ်မဆလာလေးထည့်ပြီးပြီးအရသာလေးပြင်ပြီးပြီဆိုရင်တော့တေချာနှံ့အောင်မှွေလိုက်ပြီးတော့မီးပိတ်လိုက်လို့ရပါပြီဒါဆိုရင်ပန်းသေးကြော်ဖို့အတွက်ကြသားဟင်းရရပြီဖြစ်ပါတယ်ကြသားဟင်းရရပြီဆိုတော့ခောက်ဆွဲကြော်လို့ရပါပြီခောက်ဆွဲကြော်ဖို့အတွက်စားရီစိန်ထားတဲ့ကော်ဖီကိုရေသွန်လိုက်ပြီးတော့ဂျီနဲ့တစ်ထပ်ပြင်ဆင်လိုက်ပါမယ်ပြီးသွားရင်ရေခဏစစ်ထားလိုက်ပါမယ် ဘူးကြဲဥကြောထားပါမယ်ကြဲဥကိုတော့ဘန်းဒီခောက်ဆွဲကြော်နီးနဲ့မှထည့်ကြော်လည်းရတယ်လို့ခောက်ဆွဲနဲ့ကြောသွားမှမကြိုက်ရင်တော့ခုလိုမျိုးအရင်ကြော်ထားပြီးတော့မှခောက်ဆွဲနဲ့ကျွေးစားလို့လည်းရပါတယ်ကြဲဥကြော်ရပြီဆိုရင်တော့ပကံလေးကိုထည့်ပြီးတော့ဖေးထားလိုက်ပါမယ်ခောက်ဆွဲမကြော်ခင်အရင်ဆုံးခောက်ဆွဲကိုအရသာနေထားပါမယ်ဟင်းရွက်မှုန့်ထည့်ပါမယ်ဘဲငက်ပြားရဲ့အနောက်အနေငယ်ထည့်ပါမယ်ပြီးတော့ရင်အကုန်လုံးကိုတေချာနှက်အောင်နေထားလိုက်ပါမယ်ဘန်းဒီအတွက်ခောက်ဆွဲကြော်တဲ့အခါမှာခောက်ဆွဲအလုံးကြီးရှိရင်အလုံးကြီးသုံးလို့ရပါတယ်။အလုံးကြီးရတော့အခုဝယ်ရတာခတ်သွားလို့အလုံးသေးနေပဲကြော်ထားပါလိမ့် ဒါဆိုရင်ခောက်ဆဲကြော်ဖို့အတွက်အရင်ဆုံးအိုးတွေကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်လှီးထားတဲ့ကြက်တုံကိုထည့်ပြီးတော့ကြော်ပေးပါမယ်။ကြက်တုံအနေငယ်နွမ်းပြီဆိုရင် မုံလောင်းနီကိုထည့်ပြီးကြော်ပါမယ်။မုံလောင်းနီလေးတွေအနေငယ်နွမ်းစားပြူလာပြီဆိုရင်တော့ခရင်ချီတီကိုထည့်ကြော်ပါမယ်။နောက်ဆုံးပါမှာကော်ဖီကိုထည့်ပြီးတော့အကုန်လုံးသေချာတမတော်လို့မှွေပြီးတော့ကြော် ရတာအတွက်ဟင်းရွက်မှုန့်ထဲပါမယ်။စားထဲပါမယ်။ကလာလီမဆလာနေငယ်ထဲပါမယ်။ပြီးရင်အကုန်လုံးတေချာနှက်အောင်မှွေပြီးတော့ကော်ဖီလေးတွေနေငယ်နူးသွားတဲ့အထိကြုံနေပါမယ်။ကြုံနေတဲ့ကော်ဖီလေးတွေပါအခုလိုနူးသွားပြီဆိုရင်တော့ခေါက်ဆွဲကိုထည့်ပြီးတော့ကြုံပါမယ်။ခေါက်ဆွဲထည့်ပြီးသွားရင်တော့အကုန်လုံးကိုတေချာနှက်အောင်အရင်မှွေပြီးတော့ကြုံနေပါမယ်။ ခေါက်ဆွဲရဲ့အစာတွေရဲ့တေချာနှက်အောင်မှွေပြီးသွားပြီဆိုရင်တော့ကြက်သားဟင်းကြီးဆန်းပေးလိုက်ပါမယ်။ကြက်သားဟင်းကြီးကတော့ကိုရွှဲရွှဲလေးကြိုက်တယ်ဆိုရင်ခံများများလေးဆန်းလို့ရပါတယ်။ကြက်သားဟင်းကြီးဆန်းပြီးသွားရင်တော့အနည်းငယ်မှွေပြီးတော့ဆက်ကြောပေးပါမယ်။ ဒီနေရာမှာတခုတတိထားမှာခေါက်ဆွဲရအလုံးသေးဖြစ်တဲ့အတွက်ကြက်သားဟင်းကြီးစမ်းပြီးမှအရန်မှွေလိုက်မယ်ဆိုရင်ပြေးပြီးတော့ပြတ်ထွက်ကုန်နိုင်ပါတယ်။အဲဒါကြောင့်ကြက်သားဟင်းကြီးစမ်းပြီးပြီဆိုရင်တော့ဇွန်းနှစ်ချောင်းကိုတုံးပြီးတော့ဖြည်းဖြည်းစီပဲထိမ့်ပြီးတော့ဝင်ပြီးပါမယ်။ထိထားတဲ့ကြက်သားဟင်းကြီးလည်းပြန်ခန်းသွားပြီးခေါက်ဆွဲလည်းနူးနူးဤအနေထားလေးရောက်သွားပြီးဆိုရင်တော့ရပါပြီ။ မီးပိတ်လိုက်ပြီးရေနော်ဆိုင်နေရာအတိုင်းမဆလာနဲ့မှွှင်းမှွှေးလေးနဲ့ပန်းဒီခေါက်ဆွဲကြော်အားရပြီးပဲဖြစ်ပါတယ်ခေါက်ဆွဲကြော်ဆိုတာမျိုးကတော့ကြော်ပြီးပြီးချင်းပူပူနွေ့နွေ့စားတာတော့အကောင်းဆုံးပါပဲနောက်ပြီးတော့ပန်းဒီခေါက်ဆွဲကြော်ဆိုတာလည်းကြော်ပြီးပြီးချင်းစားမယ်ဆိုရင်ဆူဆူအီအီရွှဲရွှဲလေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်ခုပြီးသွားပြီဆိုရင်တော့ကြက်သားဟင်းတွေကကြက်ပေါင်လေးကိုတင်ပြီးလိုက်ပါမယ်ဆိုဆိုကကြော်ပြီးတော့ဖယ်ထားတဲ့ကြက်ဥကြော်လေးပါတင်ပြီးလိုက်ပါမယ်ကဲဒါဆိုရင်တော့ပန်းဒီခေါက်ဆွဲကြော်ကရပါပြီပန်းဒီခေါက်ဆွဲကြော်ဒီတိုင်းဆိုင်အရင်ဤပါတယ်အချင်းလေးနဲ့မှလိုက်ဖက်တာမို့လို့အချင်းလေးပါလုပ်လိုက်ပါမယ်ဆိုဆိုကပြင်ဆင်ထားတဲ့ ေါ်ပြီးကြက်သွန်ပြူမုံလောင်းနေတဲ့ကိုစားထဲတံမြာကြီးညှစ်ပြီးတော့ရုပ်သီးစိတ်လေးညှက်ထည့်ပေးလိုက်မယ်ဆိုရင်အချင်းရရပါပြီ ဒါဆိုရင်တော့ဒီနေ့ကြော်ပြသွားတဲ့ Pandy ခေါက်ဆွဲကြော်နီလေးကိုကြည့်ပြီးတော့အိမ်မှာပဲကိုယ်တိုင်လွယ်လွယ်ကူကူလိုက်ကြော်စားလို့အဆင်ပြေမယ်လို့ယူဆပါတယ်ခင်ဗျာကိုကအိမ်မှာပုံမှန်ခေါက်ဆွဲကြော်ကြီးကြော်စားရတာရိုးနေပြီဆိုရင်တော့ဒီလိုမျိုးစက်တားဟင်းရဲ့ Pandy ခေါက်ဆွဲကြော်လေးကိုလိုက်ပြီးတော့ကြော်စားကြည့်ပါအောင်နော်သူ့ရဲ့ကြော်ပုံကြော်နီလေးကလည်းအကြိုက်တွေ့စေပါတည်ကြပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခုလိုမျိုးအရသာရှိတဲ့ဟင်းချန်ဒီမုတ်လုံးနီလေးကိုအပတ်စဉ်တနင်္လာပို့တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပြတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပြပါအောင်နော် နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်